စဉ်းစားဆင်ခြင်မှုတောကဆိုတာဘယ်လိုဟာမျိုးကြမှာတောက ဖြစ်တာတုံးဆိုရင်ဩငါတရားတော့မှာဆိုတဲ့ငါဆိုတဲ့အတွေ့နဲ့ငါဘဝကြီးပြီးတော့မှာဘယ်လိုငါဆိုငါဘဝဆိုတဲ့အတွေ့ငါနဲ့ငါဟာလို့ဆိုတာကိုမတွေ့တော့ပဲနဲ့ဩခုခန္ဓာ၅ပါးပဲခန္ဓာ၅ပါးကြီးဟာဒုက္ခတွေခံနေရပြီဒီခန္ဓာ၅ပါးကြီးဟာမကြခင်ချုပ်ပြောက်သွားတော့မယ် အစီရံဝတယံကာယောပထဝီအဓိတတိဒီခန္ဓာကိုယ်ကြီးဟာမကြခင်ပဲမြေကြီးထဲရောက်ရအောင်မယ်။ဟောဒီလိုတွေးခန္ဓာပဲငါတရားမယ်လို့မတွေးဘူး။နော်။တရားနဲ့ကြတော့ငါဆိုတာတခုမှမရှိပါလား။သူခန္ဓာပဲရှိတာပဲ။မြတ်စွာဘုရားဟောထားတယ်။သင်္ခါရတရားဆိုတာဖြစ်ပြီးပြတ်သွားမှာပဲ။အဲ့တော့ငါကထင်နေတာငါယောဂခန်းနေရတယ်လို့ထင်နေတယ်။ ငါသားငါသမီးတွေငါပစ္စည်းတွေနဲ့ခွဲရမယ်လို့ငါထင်နေတယ်မဟုတ်ဘူးငါဆိုတာတခုမှမရှိဘူးငါမရှိသည့်အတွက်ကြောင့်ငါဟာဆိုတာလည်းမရှိဘူးဆိုတဲ့ဒီအတွေးလေးတွေတွေးနေတာကွာဒါဝိပဿနာနဲ့ဆက်ဆက်တဲ့အတွေးလေးအဲ့ဒီအတွေးတွေကလည်းတောကကိုရော့ချစေနိုင်ပါတယ်နော်တောကကိုရော့ချစေတဲ့အတွေးတွေအဲ့ဒီလိုမဟုတ်ဘဲနဲ့ငါမှခံစားရလေခြင်းလို့ဆိုရင်တောကလာပြီ ငါမှဖြစ်ရနေခြင်းဆိုရင်တော့ကလာငါဒီတောင်ငါကြော်တော့မှမဟုတ်ပါဘူးဆိုရင်လေတော့ကတွေဝင်လာပြန်ငါဆိုတဲ့အတွေ့ကိုမတွေ့ပဲနဲ့ရုပ်နာခန္ဓာဆိုတာဘဝတစ်ခုဆိုတာအဆုံးသတ်မှကြည့်ပဲငါလည်းမရှိဘူးငါဟာလည်းမရှိဘူးသူ့တဘာဝအတိုင်းသူဖြစ်တာဖြစ်နေတဲ့အရာပေါ်မှာငါခရုဆိုင်เสียမလိုဘူးငါခရုဆိုင်ရမှာကဘာလဲလို့ဆိုရင် ငါရဲ့တဏ္ဍာမှာရှိတဲ့တတိတရားတွေဝီရိယတရားတွေပညာတရားတွေထက်တန်အောင်ခရုဆိုင်ရမှာလို့ဒီလိုအတွေးမျိုးနဲ့တွေးလို့ရှိရင်လေဒါဓမ္မကိုပေါ်ပြုတယ်လို့ဒီလိုဆိုရတာအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ခုနကအမြဲတမ်းကြောက်စရာကောင်းတဲ့အခြေအနေမျိုးတွေနဲ့ကြုံရတတ်တယ်တခါတည်းရန်ဘဝဆိုတာအမြဲတမ်းကြောက်စရာကောင်းတယ်တတိကောင်းကောင်းနဲ့ အေးအေးချမ်းချမ်းနဲ့တည်သွားတဲ့ပုံကမျိုးတွေမရှိဘူးလားရှိတယ်။ဟုတ်။တရားလေးနှလုံးသွင်းပြီးတော့အေးအေးချမ်းချမ်းနဲ့တည်သွားတဲ့ပုံကတွေလည်းရှိတယ်။သို့သောတခါတရံကြလို့ရှင်တတိတွေလက်လွတ်ဖြစ်ပြီးတော့တည်သွားတဲ့ပုံကတွေရှိတယ်။စကိုင်းတောင်ရိုးမှာဆိုလို့ရှင်ဆရာတော်တစ်ပါးနှစ်နှစ်နေပါအဆိုင်မှာဖြစ်ပြီးတော့ဘာမှကိုမသိတော့တဲ့အနေထား။ဒီလိုဖြစ်ပြီးတော့မှနောက်ဆုံးဘဝတစ်ခု ဆုံးသက်သွားတယ် ဘဝဆိုတာဘလို့မပြောလို့မရကြောက်เสียအမတန်ကောင်းတယ်အဲ့ဒီဆရာတော်ဆိုတာနိုင်ငံကျော်ဓမ္မဂတိကပဲနော်ညမနိုင်ငံအနှံ့လဲ့ပြီးတော့တရားဓမ္မတွေခေါ်ပြောလာတယ်ပေါ့နောက်ဆုံးနှစ်နှစ်ကျော်ကျော်ဘာမှကိုမသိတော့တဲ့အနေအထားမျိုးဖြစ်ပြီးတော့သွားတယ်နောက်တစ်ခါတခါတွေ့သေးတယ်စကိုင်းမြို့မှာတခါကြီးတယောက်လူကြည့်တော့ချမ်းမြမ်းမှာဘာဖြစ်လဲဆိုရှာကိုလေဖြတ်တာစကားမပြောနိုင် ရှားကိုလေဖြတ်ထားတာစကားပြောကြလို့မရအဲ့ဒါမျိုးကလည်းပဲဘာကိုဖြစ်စေတုံးဆိုလို့ရှိရင်ဒေါသကိုဖြစ်စေတယ်ပြောခြင်းနဲ့ပြောလို့မရဘူးဘေးကလူတွေကိုအားမလို့အားမရဖြစ်တယ်ဒုက္ခတွေရောက်တယ်အဲ့ဒီလေဖြတ်တာဒီကိုပြောခြင်းအတန်းနဲ့ပြောလို့မရဘူးလှုပ်ခြင်းအတန်းနဲ့လှုပ်လို့မရဘူးဆိုတဲ့အချိန်မှာဓမ္မကိုအဖော်မပြုတ်နိုင်ဘူးဆိုလို့ရှိရင်တရော့ကိုဒီစိတ်တော့ကရောက်မဲ့အဖြစ်မျိုးတွေပဲ ဘာဖြစ်လို့တုံးဆိုတော့ကိုကလှုပ်ချင်တာကတခြားเนาะဘေးကလူတွေကနားမလဲတော့လှုပ်ပေးတာကတခြားဆိုဟာဒုက္ခတွေဘယ်လောက်ရောက်မလဲဆိုအဲ့ဒီအချိန်မှာကိုယ်ဆန္ဒတွေကိုဥစားမပေးနေတော့เนาะဘာကြီးပဲဖြစ်ဖြစ်ဓမ္မနဲ့ပဲနေမယ်အချိန်ကြီးတည်ခြင်းတဲ့အချိန်သေးပါစေတရားကိုပဲနှလုံးသွင်းနေမယ်ဆိုတဲ့အနေအထားမျိုးကိုယ့်ကိုစိတ်ဒုံဒုံချနိုင်မှာမချနိုင်ဘူးဆိုလို့ချင်းဒေါသတွေဖြစ် ချို့ဆိုဒေါသတွေဖြစ်ပြီးတော့အဲ့လိုနေ။ဟိုးအမေရိကမှာနေတဲ့တကာကြီးတယောက်ဆိုရင်ဘလောက်ဝမ်းနေเสียကောင်းလို့ဆိုလေဖြတ်သွား။လေဖြတ်သွားတာပထမခြေထောက်တွေလက်တွေလေဖြတ်သွား။နောက်ဆုံးဖြတ်လိုက်တာဘယ်ထိအောင် ရောက်သွားတာဆိုမျက်တောင်ကလေးပဲပုတ်ကလပုတ်ကလမျက်တောင်လေးပဲခတ်နေတာဘာမှမပြောနိုင်တော့အဲ့ဒီရောက်တဲ့အခါသွားပြီးတော့မိတ်ဆွေတင်ကားတွေကသွားပြီးလူမမမေးတဲ့အခါကျတော့ မြတ်တောင်ကလေးခတ်ပြီးကြည်ရင်ကအဲမြတ်တောင်ကလေးကြားထဲကမျက်ရည်ကလေးတွေပေါက်ခနဲ့ပေါက်ခနဲ့ထွက်လာ။ကဲသူ့ဘလို့ခံစားနေရမယ်ဆိုတာစဉ်းစားကြည့်။ကဲဘုန်းကြီးတို့တွေအဲ့လိုမပြောနိုင်မဆိုနိုင်အတိလဲရှိနေသေးတယ်ခံစားနေရတယ်ဆိုရင်ဘာနဲ့နေကြမလဲ။အဲ့ဒါလို့မျက်ရည်ကြဖို့ရဘာကြောင့်မျက်ရည်ကြနေရသလဲစဉ်းစားကြည့်ရနော်။အဲ့တော့ဖြစ်ဖို့ရတာအရေးကြီးဆုံးကဘာလဲလို့ဆိုရင် တရားနဲ့ပဲနှလုံးသွင်းပြီးတော့နေမယ်မသေးခင်ကပဲတရားကိုနှလုံးသွင်းပြီးတော့အကယ်၍များနေနိုင်မယ်ကိုယ်ဆန္ဒတွေကိုရှေ့တန်းမတင်မဲနဲ့ကိုယ့်ရဲ့ပြုစုတဲ့ပုံစံတွေပေါ်မှာဘာမှထောတာတွေမကျေနပ်တာတွေမဖြစ်စေပဲနဲ့နော်မဖြစ်စေပဲနဲ့ဘာဆန္ဒအမှအဲ့ဒီအချိန်မှာမထားတော့ပဲနဲ့ တရားကိုပဲနှလုံးသွင်းမယ်ဆိုနေအနေထားမျိုးလေးနဲ့နေနိုင်မှခွန်ကြီးတို့တွေကထာဝရချမ်းသာမှုဆိုတာရနိုင်ပါတယ်။စကိုင်းတောင်ရိုးမှာခွန်ကြီးတို့ ਨੇ အနီးကဆရာတော်ကြီးတပါးရှိတယ်။အဲ့ဆရာတော်ကြီးနေမကောင်းတဲ့အခါကျတော့ဆရာဝန်ခေါ်ပြီးတော့နော်နေကောင်းလို့ကောင်းညာဆိုပြီးတော့အာစေပလင်းချိတ်ပေးတယ်။အာစေသွင်းတယ် ဘာပြောတော့ဆိုဆရာတော်ကြီးကသူ့ကိုမလုံးနဲ့မလုံးနဲ့လို့ပြောပေမဲ့လို့ပြုစုတဲ့ပုံကိုယ်တွေက အတင်းလောက်ကြတယ်သူကဘာမှမပြောနိုင်ဘူးအတုအတင်းလောက်ကြတယ်ကောင်းစေခြင်းလို့လုပ်တယ်အဲ့ဒီကြတဲ့အခါကျတော့မျက်နှာနဲ့နဲ့တင်းသွားပြီးတော့ဘာမှမပြောတော့မျက်နှာမျက်နှာကြောတင်းသွားဒါဘုန်းကြီးတို့ကိုယ်တိုင်မြင်လိုက်တာပေါ့နော်မချင်တတ်ဘူးဆိုတာတော့သိတယ်သို့တော့ ယောဂပြောက်လို့ပြောက်ညာဆရာဝန်ကလည်းတွင်းပေးခြင်းတယ်အဲ့တော့တွင်းလိုက်ကြသူစိတ်တိုင်းကြမဖြစ်ဘူးအဲ့ဒီလိုနဲ့ပြန်တော်မူသွားတယ်ဒေါသဖြစ်ပုံရတယ်နော်မကျေနပ်တာကြီးကဲလှုပ်ချင်တာလှုပ်ကြတော့ကွာငါမင်းတို့ပြောတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့သေသွားတာဘယ်ရောက်တယ်ဆိုတာတော့ကိုယ့်အကောင်မသိဘူးပေါ့သို့တော့အဲ့ဒီလိုဟာတွေကိုသိတဲ့ပုဂ္ဂိုလ်ကလည်းရှိသေးတယ်ဟုတ်မဟုတ်တော့မသိဘူး တောင်ကြီးကလာတဲ့တခါကြီးတယောက်ကပြောတယ်သင်္ကန်းတစ်ထည်လှူပြီးတော့တဲ့အမြောက်ဝေပေးပါတဲ့ဒီထဲမှာနေသွားတဲ့ဆရာတော်ကြီးတပါးတဲ့သင်္ကန်းကြီးမှာသူ့ကိုပြုစုတဲ့အခါမှာပြုစုတဲ့ပုံကိုယ်တွေပေါ်မှာမကြေမနက်ဖြစ်သွားလို့သူဟာဒီအနည်းပါမှာမကြွမလွတ်ဖြစ်နေမကြွမလွတ်ဆိုတာဟိုတဲ့ပေါ့လေအဲတစိတရဲ့ပြိတ္တာပေါ့ဒီလိုဆုံးလို့တာပေါ့ဖြစ်နေတယ် အခုကျတော့သူ့ကိုသင်္ကန်းလှုပ်ပြီးတော့အမျှဝေပေးပါလို့ပြောတယ်အဲ့ဒါပြီးရင် तू ကနတ်ပြည်နတ်ဖြစ်တော့မှာပေါ့ဟုတ်မဟုတ်တော့မသိဘူးသို့တော့အဲ့ဒီတကားကြီးကမသေးခင်ကအခြေအနေကို तू သိတာတော့မဟုတ်ဘူးသူ့စီမှာဒါမျိုးလာပြီးတော့ तू ကသိနေတယ် तू ပြောတဲ့အတိုင်းလည်းမဟုတ်ဘူးလားဆိုဟုတ်နေတယ် ဟုတ်နေတာဘာဟုတ်တော့ဆိုတေကံနေမှာပြုစုတဲ့ပုံကိုယ်တွေပေါ်မှာမကြည်မနှက်ဖြစ်သွားတယ်ဆိုတော့ဒါလည်းဖြစ်မဖြစ်နိုင်တဲ့အနေအထားတစ်ခုပဲအေးဒါကြောင့်မလို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘဝခရီးကိုရှောက်လန်းနေကြတဲ့အခါမှာအခုလိုကြမ်းကြမ်းမာမာနဲ့အရွယ်ကောင်းတဲ့အချိန်ကစပြီးတော့တို့တွေတွေဘာနဲ့နေကြမလဲဆိုတာကိုကိုယ့်ကိုရွေးချယ်ပြီးတော့ တမန်ဖို့အဖို့ရင်းနဲ့နေတာဟာအာမကိုရအောင်မဟုတ်အာကိုရတယ်နော်သူတို့အပြင်တို့ဘာတစ်ခုရှာထားနောက်ဆုံးအချိန်အတွက်အကောင်းဆုံးအဖို့ပြုတ်ဖို့ကဘာလဲဆိုတာကိုရှာထားဖို့လိုအပ်တယ်အဲ့ဒီရှာထားလိုက်လို့ရှင်တကယ်တွေ့ရမှာတော့တရားဓမ္မအဖို့ပဲဖြစ်ပါတယ်တရားဓမ္မအဖို့ဖြစ်လာလို့ရှင်တရားဓမ္မကိုနှလုံးသွင်းဆင်ခြင်မှုဟာအမှန်တမ်းအရေးကြီးတယ် ုပ်ပဝါဒဆင်ញင်တို့ဆင်ញင်၍ဖြစ်စေငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးဆိုတဲ့ဝိပဿနာဉာဏ်နဲ့ဆင်ញင်လို့ဖြစ်စေဘဝဆိုတာဒီလိုပဲအဆုံးသတ်ရတာလို့စိတ်ဓာတ်တည်ကိုတောကမဖြစ်အောင်ထိမ့်သိမ့်နဲ့ဆင်ញင်နည်းနဲ့ဖြစ်စေဘယ်လိုပဲဖြစ်ဖြစ်ယောနိတောမနတိကာရဆိုတဲ့တရားဓမ္မကိုလက်ကင်ထားပြီးတော့နေမသာလင်သာဝရချမ်းသာဒုက္ခကိုတို့တွေရနိုင်တာဖြစ်တယ်လို့ကိုစီကိုစီသဘောကျပြီးတော့ဓမ္မကိုအဖို့ပြုတ်ပြီးတော့ ထာဝရချမ်းသာကိုရအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း